ကယ်ဒမီရတဲ့နှစ်တုန်းကလည်းအလင်းပေးပြတဲ့နေ့ပြီးတော့မှာပေါ့လေဆိုပြီးပထမဆုံးအကယ်ဒမီရတဲ့နှစ်တုန်းကလည်းလိမ့်ပေးပြတဲ့အဲနောက်ပိုင်းတော့တိတ်မလိမ့်ပြတော့ဘောဒါပြန်လိမ့်ပြတယ်ဆိုတော့ပြန်လိမ့်ရမယ်ဆိုဝမ်းသာတာပေါ့လေဘာပြောသူ့ရဲ့မင်္ဂလာပွဲတွေမှာလည်းအတပွဲလိုမျိုးပဲပေါ့လေဒီ bright shower ကိုလည်းကိုပြင်ဆင်ခွင့်ရမယ်ဆိုတော့အတိုင်းမသိဝမ်းသာပါတယ်အဲဒါကြောင့်ဟိုတေချာလေးလိမ့်ပေးဖို့ဟိုလောက်ခေါမလဲကိုကိုလည်းပုံနေဒီဇိုင်းနေထုတ်တာပေါ့နော်ရှာတာပေါ့ရှင်းရှင်းလေးနဲ့ရိုးရှင်းလေးနဲ့အလားဆုံးလေးဖျောက်တော်တော်ပတ်လေးဖျောက်ပြင်ဆင်ပေးပြပါတယ် သူဝင်မဲ့အဝတ်စားရင်လည်းလိုက်ဖက်မဲ့သပင်းလေးတွေပေါ့လေပေါပေါပပရှင်းရှင်းလေးပဲလောက်ကြမယ်နော်ဆိုပြီးတော့အယိုးဆုံးအရှင်းဆုံးကအစမ်းဆုံးပဲလေအဲ့လိုပုံစံလေးပဲဖန်တီးဖြစ်ပါတယ်ဆိုပြကြအရင်မိတ်ကပ်များရင်လည်းမလိုက်ဘူးအရှယ်တွေများရင်လည်းမလိုက်ဘူးဆိုတော့အဲအားလေးနဲ့လိုပြင်ဆင်မလဲပေါ့ဒါခုနောက်ဟောဝက်စတန်လုတ်ပုံစံပဲပေါပေါပပလေးပဲအာပြင်ဆင်ပေးဖြစ်တယ်ဒါပေမဲ့မင်းညားကလည်းပုံတင်လိုက်တော့အားလုံးကကြိုက်ကြရယ်ပေါ့နော်ဟိုလှတယ်ကောင်းတယ်အဲ့လိုမျိုးလေးပြန် feedback လေးရအောင်လဲ ပိုပီတီဖြစ်ရတာပေါ့မိတ်ကပ်လိန်းနေဆိုဆိုပေမဲ့လည်းဟိုဘယ်လိုခေါ်မလဲသူ့ကိုအကောလုံးကိုတမီလေးလိုဟိုမင်းသမီးတယောက်လိုအကောလုံးကိုစိတ်ခံစားချက်ထည့်ပြီးတော့လိန်းပေးထားတယ်အကောင်းဆုံးပေါ့ညနာထိုးအပ်ပြီးငိမ့်ခံနေတော့ပဲကျွန်တော်ကတော့တမျိုးမလုပ်ပေးပါတော့ဘယ်လိုလုပ်ပေးပါတော့လည်းမရှိဘူးကိုလုပ်ပေးတဲ့စပင်မုံကိုလုပ်ပေးရမိတ်ကပ်တိုင်းပဲသူလည်းအဆင်ပြေပြီးဆုံးတဲ့အထိကိုရိုက်ရိုက်ကြပျော်ကြပါလေ မာတွေကတော့အဓိကကိုရီမင်္ဂလာဆောင်တော့ပြင်ခဲ့ပြီးရေမိတ်ကက်ဆက်ဆိုအရန်တံပိုးထားကြတာအအမေတို့ဆိုလို့ရှိရင်လဲဆုံးသာဆုံးသာအရှိအဲ့ကမ်းမှာသူတို့ဟိုမင်္ဂလာဆောင်တော့ပုံလေးကိုချိန်ချိန်ဒါငါတို့တော့ကရဝိတ်မှာဆောင်တာလေးမိတ်ကက်ကကိုတင်ထွက်လေအဲ့လိုမိတ်ကက်ဆရာကိုလဲတံပိုးထားပြီးပြောရကြပါဘောနော်အဲ့လိုမျိုးဆိုကိုရီလဲအော်ကိုရီလိမ့်ပြီးတဲ့လူတွေလဲကိုရီတံပိုးထားပြီးပြောကြမှာပဲဒါကတော့မိတ်ကက်ညီမဆန်းချောင်းနဲ့ပြင်တာဆိုတော့အဲ့လိုမျိုး feeling လေးပေါ့လေပို့ပြီးတော့ဂယူးဆိုက်ရမှာပေါ့လေ exclusively from Golden Valley. ဟုတ်ပါတယ်။ဒီဟာဒီ Brighter Shower ပွဲလေးကတော့မိုင်းနဲ့ဂျီနဲ့နှစ်ယောက်ပေါင်းပြီးတော့သူညမလေးအတွက်စီစဉ်ပေးတာပေါ့နော်။အဲ့နဲ့သူ့ကိုလည်းလိန်ပေးရမယ်လို့ကြိုပြောတော့ကိုလည်းတိတ်ချပြင်ဆင်ထားပြစ်တာပေါ့လေ။ဟုတ်။ဆိုပြင်းနေရကြတော့မလိန်ပြစ်တာကြာပြီပေါ့နော်။မလိန်ပြစ်တာကြာပြီ။အရင်တော့လည်းအဲဇလန်းနေပါလေလိန်ပေးပြစ်တယ်။ဟိုပြီးတော့ Academy ရတဲ့နှစ်တုန်းကလည်းအလိန်ပေးပြစ်တယ်။နေပြီးတော့မှာပေါ့လေ။ဆိုပြင်းပထမဆုံး Academy ရတဲ့နှစ်တုန်းကလည်းလိန်ပေးပြစ်တယ်။ အဲ့နောက်ပိုင်းတော့တိတ်မလိမ့်ပြစ်တော့ဘောဒါပြန်လိမ့်ပြစ်တယ်ဆိုတော့ပြန်လိမ့်ရမယ်ဆိုဝမ်းတာတာဘောလေဘာပြောသူ့ရဲ့မင်္ဂလာပွဲတွေထဲမှာလည်းဒါတပွဲလိုမျိုးပဲဘောလေဒီ private shower ကိုလည်းကိုပြင်ဆင်ခွင့်ရမယ်ဆိုတော့ time သိဝမ်းတာပါလေအဲ့ဒါကြောင့်ဟိုတေချာလေးလိမ့်ပေးဖို့ဟိုလောက်ခေါမလဲကိုကိုလည်းပုံနေဒီဇိုင်းတွေထုတ်တာဘောနော်ရှာတာဘောရှင်းရှင်းလေးနဲ့ရိုးရှင်းရှင်းလေးနဲ့အလားဆုံးလေးဖြောင်းတတ်ပပလေးဖြောင်းပြင်ဆင်ပေးပြပါလေ အဲ့နေကကြတော့ဂျန်တဲ့အာရေနာဘိုးတို့ဝေလာကြီးတို့အများကြီးဥစားပေါ့ပါတဲ့လူတွေအကုန်လုံးပေါ့ရေဟိုပြီးရင်ရွှေသမီးရွှေသမီးပြီးရောရေနာဘိုးဝေလာကြီးရွှေသမီးပြီးရင်ဒီဒီပေါ့ဒီဒီပြီးလို့ရှိရင်မတ်မင်းပြတ်မတ်မင်းဝတ်နောက်တစ်ယောက်ကအော်မင်းမြင့်မို့အကုန်လုံးတော့အဲ့လိုမျိုးပေါ့သပင်လေးတွေပေါ့လှုပ်ပေးဖြစ်တယ်မိတ်ကပ်လိုနေပေါ့တော့လိမ့်လာဆိုမဲ့လေလိုအပ်တဲ့ဟာကြောင့်လဲလှုပ်ပေးဖြစ်တယ်ပေါ့နော်လိမ့်တာကတော့အာဒီဒီနဲ့အာ ဆိုပြနေတော့လိမ့်ပေးပြတာပေါ့လေဟုတ်အစားဆုံးပေါ့အဲအဓိကတော့မမေမြန်ကဒီဇိုင်နာချောက်တာနှစ်စုံဆိုအာမမေမြန်နဲ့ဂျိုဘီတိုင်မြင်ရတယ်ဟိုသူဝိမဲ့အဝတ်စားရင်လည်းအဖမဲ့စပင်လေးတွေပေါ့လေပေါ့ပေါ့ပါပါရှင်းရှင်းလေးပဲလောက်ကြမယ်နော်ဆိုပြီးတော့အယိုးဆုံးအရှင်းဆုံးอ่ะအဆန်းဆုံးပဲလေးအဲ့လိုပုံစံလေးပဲဖန်တီးဖြစ်ပါတယ်ဟုတ်အာအဓိကတော့လေသူကတော့ကိုပြင်ရမယ့်အပိုင်းပေါ့နော်ကိုတို့ကိုပြင်ရမယ့်အပိုင်းကိုပဲကိုအဓိကအာယုံစိုက်တယ်ပြီးတော့ကိုကခုသူတို့သမီးတွေကိုမင်းသမီးတွေပြင်မယ်ဆိုရင်တော့ ကိုပြင်းလိုက်လှလိုက်တယ်ဆိုတော့ဖြစ်ချင်တာပေါ့လေဖြစ်ချင်တော့အဓိကတော့သူ့ဝတ်စုံလေးနဲ့လိုက်ဖက်မဲ့ make up သဘင်ပုံစံကိုအဓိကအရင်ဆုံးရွေးကြရတယ်ပေါ့နော်ရွေးပြီးတော့အဲဘလို့ဖန်တီးမဲ့ပြီးတော့ဆွပြက်ကြအရင် make up များရင်လည်းမလိုက်ဘူး eyeshadow တွေများရင်လည်းမလိုက်ဘူးဆိုတော့အဲအဲ့လေးနဲ့လို့ပြင်ဆင်မလဲပေါ့ဒါခုနောက်ဟို western look ပုံစံပဲပေါ့ပါပါလေးပဲအာပြင်ဆင်ပေးဖြစ်တယ်ဒါပေမဲ့မင်းညားကလည်းပုံတင်လိုက်တော့အလောကကြိုက်ကြရယ်ပေါ့နော်ဟိုလှတယ်ကောင်းတယ်အဲ့လိုမျိုးလေးပြန် feedback လေးရအောင်လဲ ပိုပီတီဖြစ်ရတာပေါ့မိတ်ကက်လိန်းနေဆိုဆိုပေမဲ့လည်းဟိုဘယ်လိုခေါ်မလဲသူ့ကိုအကောလုံးကိုတမီလေးလို့ဟိုမင်းသမီးတယောက်လို့အကောလုံးကိုစိတ်ခံစားချက်ထည့်ပြီးတော့လိန်းပေးထားတယ်အကောင်းဆုံးပေါ့အမရှိပါဘူးသူတို့ကကြကိုလဲလိန်းနေကြခလေးတွေဆိုတော့လေကိုလဲရလဲသူတို့သိပြီးသားအဲ့တော့ကျတော့ညနာထိုးအပ်ပြီးငိမ့်ခံနေတော့တာပဲ ကျွန်တော်ကတော့တမျိုးမလုပ်ပေးပါတော့ဘယ်လိုလုပ်ပေးပါတော့လည်းမရှိဘူးကိုလုပ်ပေးတဲ့စပင်ပုံကိုလုပ်ပေးရမိတ်ကတိုင်းပဲသူလည်းအဆင်ပြေပြီးဆုံးတဲ့အထိကိုရိုက်ရိုက်ကြပျော်ကြပါလေဖွဲ့ရောဟုတ်ရှူတယ်မှတော့ပျော်စရာကြီးလို့မနေ့တရအောင်အောင်ကနာပဲမနေ့တရအောင်အောင်တာမင်းသမီးတွေလည်း6မင်းသားမင်းသမီး9ယောက်ပေါ့မင်းသမီး9ယောက်မမေမြတ်တော်ပြည့်သူတော်ပြည့်အဲ့မှာဒီတို့ကလည်းမာကြီးတို့ကလည်းပမာမာလေးကတုတ်ဆုံပန်းကြီးလည်းမာဟားလေအဲ့မှာလည်း အားလုံးစားကြတော့ကြအဲ့မှာအဲ့ဒီမှာဆွပြေမေရလဲအဲ့ဒါတိုင်တိုင်ငံထိုင်တော့ပေးတာမင်းသမီးအမေတွေနဲ့စကားတွေပြောပေါ်လေသို့ဆိုနေမနေ့ထဲကဆယ်နာအာ၈နာရီလောက်တည်းစလိုက်တာနေကင်း၄နာရီမှပြီးတာဟုတ်တနေကုန်နေပါပဲပေါ့လေရှူတင်တရက်စာနေပါပဲပေါ့အဲ့လိုမျိုးကြာကြာဆိုရိုက်ကြစားကြပျော်ကြဆိုတော့လေအမတ်တရားကြီးလည်းအများကြီးပါပဲပျော်ဖို့လည်းကောင်းပါတယ် င်းသမီးတွေလည်းမင်္ဂလာဆောင်တွေအများကြီးပြင်ခဲ့ဘူးရယ်ပေါ့နော်ဟိုဟာချောရရနာစူးစူးမောင်စူပန်ထရာကနဝဲအမ်ကာယာစသည်ဖြင့်မော်လေးအများကြီးပဲတော်တော်များပြင်မှုရယ်အအဓိကတော့အမင်းသမီးတွေအစောတွေပေါ့နော်ပြင်တယ်ဆိုရက်ဟာမျိုးမဟုတ်တော့ပဲနဲ့အဲ့လိုမျိုးအချိန်ကြာဖြစ်တဲ့စိတ်ကတော့သူ့ကိုလည်းသရိုးသမီးတယောက်လိုပဲခံစားလိုက်တာပေါ့နော်ဒါကတော့မျိုးသမီးတွေရဲ့တသက်မှာတစ်ခါမင်္ဂလာပွဲမှာအလွန်လှချင်အလားဆုံးဖြစ်ချင်ကြတာဆိုတော့ ိုကအဲ့ဒါကိုပံ့ပိုးပေးဖို့ပဲစိတ်ထဲမှာရှိတယ်။ तू ဟာမင်းသမီးဖြစ်လို့ तू ဟာအစိုးရဖြစ်လို့ဆိုပုံစံမျိုးမဟုတ်တော့ဘဲနဲ့ तू ဟာသရိုးသမီးလေးပါဆိုပြီးတော့ပဲစိတ်ခံစားခြင်းနဲ့ပဲပြင်ဆင်ပေးဖြစ်ပါတယ်။ငယ်ငယ်တုန်းကဆိုရင်တော့အလုပ်တစ်ခုလုပ်တယ်ပေါ့နော်။အခုအသက်တွေကြီးလာတော့ဘယ်လိုမျိုးလဲဆိုတော့ဟိုခုဆိုတော့ရှင်တချို့ဆိုတော့ရှင်ဒါတားမင်္ဂလာအဲတားဘွဲอยู่ပေါ့လာအပ်တယ်လို့ဆိုဟဲအမေရိကတော့တော်တော်အသက်ကြီးပါလားကိုစပြီးခလေးဘွားစလုပ်တဲ့ကပြင်ထားတဲ့ပွဲဆိုချွေးဆိုအဲဒါကတော့ตาចောင်းပွဲလေးရှိလို့လိုက်တာတော့ပြင်တပုတ်လေးလားဆို ဩဒါဗမာတွေကတော့အဓိကကိုရီမင်္ဂလာဆောင်တော့ပြင်ခဲ့ပြီးမိတ်ကက်ဆက်ဆိုအရန်တံပိုးထားကြတာအအမေတို့ဆိုလို့ရှိရင်လဲစုံသာစုံသာအရှိအဲ့ကမ်းမှာသူတို့ဟိုမင်္ဂလာဆောင်တော့ပုံလေးကိုချိန်လိုက်တာငါတို့တော့ကရဝိတ်မှာဆောင်တာလေးမိတ်ကက်ကကိုတင်ထွက်လေအဲ့လိုမိတ်ကက်ဆရာကိုလဲတံပိုးထားပြီးပြောရကြပါတော့အဲ့လိုမျိုးဆိုကိုရီလဲအော်ကိုရီလိမ့်ပြီးတဲ့လူတွေလဲကိုရီတံပိုးထားပြီးပြောကြမှာပဲဒါကတော့မိတ်ကက်ညီမဆန်းချောင်းနဲ့ပြင်လာဆိုတော့အဲ့လိုမျိုး feeling လေးပေါ့လေ ပို့ပြီးတော့ဂယူးဆိုင်ရမှာပေါ့လေပို့ဂယူးဆိုင်အရင်ငယ်တုန်းကတော့အလုပ်လုပ်တယ်ဝါသနာပါတယ်မှန်တယ်ပတ်စံရရလုပ်တယ်ဒီလောက်ပဲအခုဆိုရင်တော့အော်သူတို့ကမငါ့ကိုတံပိုးထားငါပို့ပြီးတေချာတာဝန်ကျအောင်လုပ်ပေးရမှာပါလားဆိုရယ်အော်ဖီလီမျိုးပို့ဖြစ်တာပေါ့လေချစ်ဖို့ကောင်းပါတယ်ပြင်သူတို့ငယ်စဉ်နေရဲ့ fan တွေကလည်းအားစီကန်ရှိရသူတို့ငယ်စဉ် memory တို့ဘာအောင်ကြအောင်ဆိုတော့ပြီးတော့ငယ်စဉ် page တို့ဘာလို့ဆိုရှင်သူတို့ရဲ့ တင်ထားတဲ့ဟာတွေကိုပဲဒီတိုင်းယူပြီး share share ပြီးတယ်ပေါ့เนาะဒါဆိုစီကက်ရှိရအောင်ပုံတွေယူပြီးတင်လိုက်လည်းရတာပဲလေအော်ငယ်စင်ဖန်တွေတော်တော်တောက်တယ်ပြီးတော့ကျတော့သူတော်တော်အဲဒီကိုသားငယ်ဆိုပြီးတော့တော်တော်ချစ်ကြတယ်အဲ့လိုပုံလေးနောက်ကဖြတ်သွားရင်လည်းတည်တယ်ဟိုတနေ့ကဆိုဟိုဒီတော့တက်တော့မှာဆိုနောက်မှာသူတို့သူတို့ဆိုဆိုပြီးဖြတ်ပြေးရဲဆိုဖြတ်ပြေးတာလေးရဲဆိုသူတို့အာဂယူရိုက်ဆိုက်အရန်ဂယူဆိုက်ရှိတယ်ပေါ့နော်ဟာအော်ဒါတော့ make up ဆရာတရားပီတီပေါ့နော်ကိုဖန်တီးလိုက်တယ်သူတို့နှစ်သက်တယ်ဆိုလို့ရှိရင်တော့ဒါအရန်ရင်ထဲကနေအတိုင်းမသိပီတီဖြစ်တာပေါ့ဘာပြော ကိုယ့်ရဲ့ဖန်နေမှုကိုဒါသလိုဒါသလိုသမီးမဟုတ်ခုဆိုလို့ရှိရင်ဒါမင်းသားမင်းသမီးဆိုလည်းပို့ပြီးတော့စိတ်ဝင်စားရတယ်ပေါ့เนาะခုဆိုလို့ရှိရင်အားလုံးကတချို့ဆိုငယ်ချားရောက်နေမိတ်ဆွေတော်မှအဲ့လိုဖုန်းနဲ့လက်စတာတို့အဲ့လိုမျိုးလက်ပြီးတော့ messenger နဲ့ပြောကြတော့လှလိုက်တာជីနုဖတ်သွားတာပဲပေါ့เนาะခုဆိုတော့ PT ဖြစ်ရပါတယ်